တလန်းချင်းတလန်းချင်းရှောက်ရင်းနဲ့ရောက်ရမယ့်ပန်းနိုင်ကဘာလဲဆိုတာလေးကိုဟိုကိုကနေပြီးတော့တိတိချာချာလေးအစီအစဉ်လေးတွေချထားဖို့လိုတယ်။အရှိမလည်းပြောခဲ့ပါတယ်ပလန်တွေဆွဲကြပါ။ကိုရေရှည်ရှောက်မဲ့ပန်းနိုင်ကိုရဲ့ vision ကဘာလဲ။ပထမအဦးဆုံးလှမ်းမဲ့ခြေလှမ်းကိုရဲ့ mission ကဘာလဲ။ဘယ်လမ်းကြောင်းကနေသွားမှာလဲ။ပထမအဦးဆုံးဘသူနဲ့ပြိုင်မှာလဲ။ပြီးရင်ရေရှည်ကြရင်ဘသူအထိအနိုင်ယူပြီးတော့ဘယ်အထိရအောင်သွားမှာလဲ။ဒီလိုမျိုးဒါတဆင့်ချင်းစီစဉ်းစားထားတာလေးတွေ။ရှင်းရှင်းပြောရရင်ရေတို့ဘာလို့မဲ့ ရှိပါဒီနှစ်ဘာဖြစ်ရမလဲနောက်နှစ်ဘာဖြစ်ရနောက်9နှစ်နေဘာဖြစ်ရနောက်10နှစ်နေဘာနောက်နှစ်30ဘာဖြစ်ရမလဲအကုန်ရှိနေဖို့လိုပါတယ်ဆိုတော့အဲ့ဒါဟာ global competitiveness ကိုစဉ်းစားတဲ့သဘောတရားပါပဲကိုယ့်ရဲ့လုပ်ငန်းရေရှည်ရပ်တည်နိုင်မှာလားရေတိုတီးပွင့်အောင်မြင်မှုတွေရောရမှာလားရေတိုတီးပွင့်အောင်မြင်မှုဆိုတာ market share သူများထက်ပိုပြီးရောရမှာလားတစ်နှစ်တစ်နှစ်ကို market share ရော2%တိုးလာမယ်ဥပမာပေါ့နော်အဲ့လိုရမှာလား အမြတ် profit ရာခိုင်နှုန်း10%နှစ်စဉ်တိုးတက်နေရမယ်အဲ့ဒီလိုရနေရမှာလားစသဖြင့်ပေါ့ဒါလေးတွေက short term success တွေပေါ့ဆိုတော့ short term success နောက်ကိုမျောပါပြီးတော့ long term ကို ဟိုရောက်အောင်တိတ်ပြီးတော့အာမထုတ်တော့ဘူးဆိုတာမျိုးလည်းအဲမဖြစ်ရအောင် long term အတွက်သွားမဲ့ပန်းနိုင်ရသူ့သူရှိပြီးသားပဲအခုကိုရောက်အောင်လုပ်နေတဲ့ကိုရဲ့ဒီ short term ရည်မှန်းချက်တွေရလဲပဲပြီး long term ကိုသွားနေတဲ့လမ်းကြောင်းပေါ်မှာပဲရှိနေရမယ်လမ်းချော်သွားလို့မရအောင်ဟို short term တော့ရပါရဲ့လမ်းလွဲနေတယ်ဆိုရင်ဒီ short term အသီးပွင့်တွေမရတော့တဲ့တည့်ရကြရင်ပန်းနိုင်ရဘယ်ရောက်နေမှမသိဖြစ်ကုန်လိမ့်မယ်ဆိုတော့အဲ့လိုမျိုးကစင်ကြရာဖြစ်နေလို့မရအောင်ယင်းနေ့ကစနစ်တကျနဲ့သွားရမှာပေါ့နော်